တော်လိုင်းတို့ရေအားလုံးမင်္ဂလာပါဆရာနိုဝင်မာလာ16ရက်နေ့ဖြစ်ပါတယ်တော်လိုင်းနဲ့ပတ်သက်တဲ့သတင်းဝင်သတင်းချို့သတင်းကောင်းလေးတွေကိုညနေပိုင်းနေနေနဲ့ရုံးစွာနာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတွေကတော့စကိုင်းတိုင်းမော်ရမြို့နယ်တာစီရွာရဲစခန်းကိုဝေရောက်တိုက်ခိုက်မှုမှာနေရာမှာတဲ့ပွဲချင်းပြီးရဲလေးဦးတေဆုံးခဲ့တဲ့အကြောင်းကို Rocket Fighter ကကိုလာပြည်ကပြောပါတယ်နိုဝင်မာလာ18ရက်နေ့နဲ့9နိုင်ကနေစတင်ပြီးတော့မှနနက်10နိုင်ခန့်အချိန်ထိမုံရွာထောင်အနီးပေါ့နော် ဗီတာတရာခန့်အကွာမှာတာစီရက်စကန်ကိုတွန်လိုက်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်ဒီတိုက်ခိုက်မှုမှာစစ်တပ်ရဲ့ထိုးစစ်ကိုဒါလက်တုံပင်ရဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မှတိုက်ပွဲအတွင်းမှာရဲတပ်သား၄ဦးသေဆုံးသွားတဲ့အကြောင်းတွန်လိုက်ရဲဘော်တွေကတော့ထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဒီဆက်စင်ရေကိုတော့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ချင်းတွင်းတွေဦးတွန်လိုက်အင်အားစု CSRAF ညောင်ဦးခိုင်တိုင်ရင်တုံဖိုးကြားကြီးအဖွဲ့ဒီပဲရင် PO ဘုတလင်တပ်ပေါင်းစုမြို့ပြပြောကြားတပ်ဖွဲ့ Urban Gorilla Nemigan ဒါတပ်ဖွဲ့စသည်တော့ပါဗောနော်ဒါညီဂျီကိုတွေကပူပေါင်းပြီးတော့မှဒါတက်ကတ်ခဲ့တာလို့သိရတယ်ဗောနော်မိုက်ပါတယ်အဲ့တော့ဒါစီရွာရဲစခန်းရဲလေးကောင်ဝေငါဖြစ်သွားပါတယ် Okay ဆိုတော့နောက်ထပ်တဲ့လေးကတော့ရည်စရာတဲ့လေးပေါ့ဒါကတော့ဘာလဲဆိုတော့ KB နဲ့ဒါကျွန်တော်တို့ဖန်အံမြို့နယ်နဲ့ဒါမွန်ပြည်နယ်မော်လမြိုင်မြို့ကိုတွားရောက်တဲ့ခရီးစဉ်တွေထဲမှာဒါမေအွန်လိုင်းကတက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကပြင်ဆင်တက်ခင်းထားတဲ့ရေရင်တွေး လက်ဖက်အချိုပွဲနဲ့အစားအသောက်တွေကိုလုံးဝမတိုမထိမစားတော့ဘဲနဲ့သူ့ရဲ့ကိုပိုင်ရေးရအဖွဲပေါ့နော်သူ့ရဲ့ကိုရေးရရှိအဖွဲပေါ့အဲ့ဒါတွေပြင်ဆင်ပေးထားတဲ့ကိုပိုင်ရေဘူးတွေဒါရေတွေနဲ့ဒါအစားအသောက်တွေကိုပေါ့နော်ယူဆောင်စားတော့နေတဲ့အကြောင်းဒီခင်းစင်မှာမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့ရတဲ့ဌာနဆိုင်ရာရဲ့တရေရင်မိတွေကသိရပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တိမ်မကြောက်တယ်လေသူ့ကိုလုံးချမှာကြောက်တယ်လေခေဆက်ဆက်တိုင်းရင်းသားခေါင်းဆောင်တွေကိုဒီကောင်တွေကအဲ့လိုမျိုးဟုတ်တယ်ရမလားချစ်ကြည်ရေးတွေ့တယ်လို့လို့ဘာလို့လို့ NCA လို့လို့ဘာလို့လို့ညာလုံးနဲ့ဒီကောင်တွေအဲ့လိုအစာတွေတဲကိုအစိတ်ခတ်တာတော့ဘာလို့ နောက်ဆုံးကျွန်တော်သိရတဲ့လောက်က KNU PC ပေါ့နော်ဒါကျွန်တော်တို့ KNU PC ဖုန်းနေစိုးမြအဲ့ဖုန်းနေစိုးမြဆိုတော့ရှမ်းပြည်ကိုခရီးသွားပြီးနောက်ပိုင်းမှာဟိုကောင်တွေဘာလုပ်လိုက်လဲမသိဘူးအဲ့အကောင်တွေအဲ့လိုဘာလုပ်လိုက်လဲမသိဘူးနောက်ပိုင်းကျတော့ကိုဗစ်လိုလိုဘာလိုလိုနဲ့နော်ဖုန်းနေစိုးမြစုံးသွားတယ်ဆိုတော့ဒီလိုမျိုးလေးတွေရှိတယ်ပေါ့သူများကိုလှုပ်ချံခဲ့တဲ့ကောင်ကသူ့ကိုလှုပ်ချံမှာကြတော့တအားကြောက်တာပြတဲ့လားဒီကောင်လေးသိမ်မှာကြောက်တယ်လူပဲသိလားဒါမျိုးလေးကတော့ဘူမီသားစုတွေကိုသိစေချင်လို့ပြောပြတာပေါ့နော်သူများကိုကြတော့ တရားတက်နေပြီးတော့မှကိုသေးမှာကျတော့ကြောက်တဲ့ကိုကိုအဖွဲ့အစည်းကြားထဲမှာရှိနေတဲ့ကိုလူချင်းချင်းတော့သူတို့မယုံမကြည်ဖြစ်နေတယ်ဆိုတဲ့ဟာလေးကိုသိစေချင်လို့ဒီသတင်းလေးကိုပြပြပေးတာဖြစ်ပါတယ်သူတို့ကြားထဲမှာလည်းဘယ်တော့မှယုံကြည်မှုတွေပျောက်ဆုံးနေလဲဆိုတာကိုလည်းသိစေချင်တာပါနောက်တဲ့သတင်းလေးကတော့စကိုင်းနယ်ကပ်မလူမျိုးနယ်ဘူးကုန်းရွာမှာရှိတဲ့အချမ်းမဲစကောင်စီရဲ့အထိုင် gate မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ပြည်သူ၄ဦးကျွန်းလာအချုပ်ထောင်ဖောက်ပြီးတော့မှထွက်ပြေးလွတ်မြောက်ခဲ့တဲ့အကြောင်းကိုကျွန်းလာကပ်မလူတက်ကြွလှူရှာသူများအဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ် အော်တိုဘလာ30ရန်နေကနေပြီးတော့မှနိုဝင်ဘာလ10ရက်နေ့အထိကိုကပ်ပလီမြို့နယ်ဘူကုံစစ်ကောင်တီအထိုင်ဂိတ်မှာပေါ်တာဆွဲခံခဲ့ရတဲ့လူငယ်၄ဦးကကျွန်းလာအချုပ်ထောင်ကနေပြီးတော့မှနိုဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲအချိန်မှာအချုပ်ထောင်ဖောက်ပြီးတော့မှထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။လက်တလုံးမှာတော့ထောင်ဖောက်ပြေးလာသူ၄ဦးကိုတပ်ဆိုင်ရာမြို့နယ်မိသားစုတွေစီကိုချိတ်ဆက်ပြီးတော့မှပို့ဆောင်ပေးထားပြီဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ပြည်စိုးရီလိုအပ်ချက်ကလည်းအရင်မြင့်နေတယ်ဗောတဲ့။ပြည်လူထုကနိုင်ငံနဲ့စီးပွားရေးအချက်အလက်အကြောင်းရရလုပ်ငန်းတွေလုပ်ကင်ကြရတယ်။တရေမောင်ချဖို့အင်တာနက်လိုင်း အဖုံတိုင်းဖြတ်ခံထားရတယ်မြေမှာဖြစ်နေတဲ့တရေကိုအချိန်နဲ့တပြေးညီမသိနိုင်ကြဘူးအဲ့ဒါကြောင့်မိသားစုကြောင့်အလုပ်လုပ်ဖို့သွားလာကြရင်တော့ကိုသွားမဲ့နေမီလန်ဂျောကိုစုံစမ်းပြီးမှသွားလာကြဖို့တိုက်တွန်းကြပါလေဆိုပြီးတော့မှကျွန်းလာကံဘလူတက်ကြွလှူရှားတဲ့မြောက်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်တမှန်ပါတယ်အခုချိန်မှာဒီကောင်တွေကတရေမောင်ချနေတယ်ဒါတွေကိုမိသားစုတွေအနေနဲ့လည်းအဲကိုအနေနဲ့ဒါကိုမသွားခင်နဲ့စုံစမ်းထားဖို့လိုတယ်ပေါ့နော်ဒီခွေးတောင်သားတွေကပြောလို့ရတာမဟုတ်ဒီနွားတွေကကြတော့ဒီကောင်တွေကဟို ခင်ဗျားတို့သားသမီးတွေပါတယ်ရာပြည်သူတွေပါတယ်သိတာပေါ့ဒီကောင်တွေအတွက်လိုအပ်လာရင်စစ်မှုထမ်းဖို့ပေါ်တာဆွဲယူဆွဲမှာအဲ့တော့တတိထားကြဖို့လိုပါတယ်ဒါလေးကတော့တတိထားစရာသတင်းတပုတ်အနေနဲ့ပြောပြပေးတာပေါ့နောက်ထပ်သတင်းလေးကတော့ KNB နဲ့နော်မြောက်ပြည်မြို့နယ်ရွှေကုတ်ကုန်မြို့တစ်နော်အဲ့မှာပေါ့နော်တရုတ်တထေးတွေနဲ့ကြားဖြတ်ကုမ္ပဏီကောင်းဆောင်တွေကို BGF ကညာတွင်ချင်းကားတွေနဲ့တဲထုတ်နေတဲ့အကြောင်းကိုရွှေကုတ်ကုန်အခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စည်ရေးသတင်းမြစ်တွေကသိရပါတယ်ဆိုတော့အမေရိကန်ကနေပြီးတော့မှဒါကို ဒါကျွန်တော်တို့ကြားဖြန့်အတွက်ကိုပေါ့နော်သူတို့တွေဒါကျွန်တော်တို့အဖွဲ့အစည်းတခုသူတို့ဖွဲ့စည်းလိုက်ပြီးအဲ့ဒီဖွဲ့စည်းလိုက်ပြီးနောက်ပိုင်းမှာ main online အပါဝင်နောက်ဆုံး BGF ကအစပေါ်အားဒီကောင်တွေရဲ့ဒါအမျိုးသားရေးနိုင်ငံရေးအနေနဲ့ဒီကောင်တွေကဒီကြားဖြန့်တွေကိုရှင်းတော့မယ်ဆိုပြီးတော့မှ KKBAT เนาะဒါ KKBAT မှာရှိတဲ့ကြားဖြန့်တွေကိုသူတို့ရှင်းတယ်ပြီးတော့မှ KNU ရဲ့ဒါကျွန်တော်တို့ပိုင်နာပါဆိုပြီးပြောတယ်အခုရွှေခုတ်ကိုရွှေခုတ်ကိုကြားဖြန့်မသူပိုင်နာတော့ဟာလာအဲ့ဒါသူတို့လက်ရှိချိန်တွေတခုမှဒါ BGF ကအခုချိန်မှာအခုဘယ်လိုဖြစ်နေလဲဆိုတော့ဟိုကောင်က BGA ကစောချစ်စုဆိုတဲ့အကောင်ကဘလို့ဖြစ်နေဆိုတော့အခုအော်စမာဘင်လာတင်တို့လိုမျိုးအဲ့အဲ့လိုအဲ့လိုလိုမျိုးဖြစ်နေအပြင်တော့မထွက်ရဲတော့ဘူးတဲ့အဲ့ဒီကောင်အခုလက်ရှိချိန်တွေမှာအဲ့လိုဖြစ်နေရပါဘောနော်ဆိုတော့ဒီ BGA ကနိုင်မောင်စောဆိုတဲ့အကောင်ကလည်းပြောထားသေးတယ်သူတို့ကလည်းဒါသူတို့ရဲ့ဒါလူမျိုးရေးရဒါသူတို့တာဝယ်တခုရသူတို့ဒီလိုမျိုးဒါရွှေကုတ်ကူမှာရှိနေတဲ့ကြားဖြတ်နေကိုသူတို့ရှင်းတော့မယ်ပေါ့နော်သူတို့ကဟိုဗဇက်ကသာရှင်းမယ်ဒါပြောတယ်နောက်ကွယ်ကနေပြီးတော့ကြားဖြတ်နေကိုလွတ်ရအောင်ပို့တယ်လွတ်ရအောင်ပြုတ်ပြီးတော့မှအဲ့ကရင်ပြည်နယ်တချို့တောချို့အုံကြားတွေမှာဒီကောင်တွေမြေကွက်တွေနော် ဒါစက်တက်နဲ့စက်တက်ပတ်ဝန်းကျင်နဲ့နီးတဲ့နေရာတွေမှာဒီကောင်တွေမြေကွက်တွေဝယ်နေပြီမြေကွက်တွေဝယ်ပြီးတော့မှဒီကောင်တွေအဲ့ဒီလူတွေအဲ့ကိုပို့ပြီးတော့မှကြားပြန့်ထက်လို့အောင်မယ်ဆိုတော့ဒီလိုသတင်းလေးတွေလည်းကျွန်တော်တို့ကြားပါတယ်ဆိုတော့အဲ့တော့နိုင်မောင်စောဆိုတဲ့အကောင်ဒီကောင်ကြားပြန့်တဲ့ပတ်သက်ပြီးတော့မှဒီနွားဘာပြောခဲ့တယ်လဲနော်ကျွန်တော်အဲ့ဒါလေးအတူတူဒါနောက်ထောင်ကြည့်ဖို့ဒါလုံမယ်လို့ထင်ပါတယ်ဘာဖြစ်လို့ဆိုတော့ရှေ့မှာတစ်မျိုးနောက်မှာတစ်မျိုးဘလို့ဖြစ်နေလဲဆိုတော့အကောင်ကြည့်ကြည့် နိုင်မောင်ဆိုဆိုတဲ့ကောင်ဒီကြားဖြတ်တဲ့ကိစ္စပတ်သက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုင်မောင်ဆိုဗာပြောမယ်နားထောင်ကြည့်ပါဒီကြားဖြတ်နေနေရအထူးစစ်စစ်ပွဲကြီးကျွန်တော်တို့စပြီးတော့နော်ကျွန်တော်တို့စတင်ခေါ်နေပေါ်တော့ကျွန်တော်တို့ကအခုရှင်းရှင်းပြောရင်ကျွန်တော်အခုကျွန်တော်ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဗာကြောက်ဒီကြားဖြတ်နေနေရလဲကြားဖြတ်အထူးနေနေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်နိုင်ငံရဲ့ဂုံသိက္ခာအတွက် ။နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်။သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်။လေးချက်ကျွန်တော်တပ်ဖွဲ့ဂုံတိတ်ခါ။ဒီဂုံတိတ်ခါ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုံတိတ်ခါ။ဂုံတိတ်ခါ၅ခုအတွက်ကိုကျွန်တော်တို့ကဒီဈာပြအနေနဲ့ရေးဖို့မဖြစ်မနေကျွန်တော်တို့လောက်ကိုလောက်ရမယ်ဆိုတဲ့အချိန်ပေါ့။ဒါပေမဲ့ဒီစကမ်မာနဲ့လည်းကျွန်တော်တို့ကြီးကဲနေတယ်လေ။အခုကတော့မျိုးစုံပါဗျာတတိယမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့က ဒီလုပ်ငန်းလေးဒီလုပ်ငန်းတွေမှာ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးအမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွင့်ပေးလိုက်တဲ့အပေါ်မှာပဲအဲဒါနည်းနည်းယတနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပီးတိုင်းရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအခြေအနေခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပို့ဖို့လုပ်လာတာပေါ့နော်ဒါက ရေမြောင်ဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတာပေါ့လက်ရှိကတော့ကျွန်တော်တို့ကတော့အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့အနည်းဆက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်နံပါတ်1ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီအဲကြားပြတ်နေနေမှာလက်ရှိကျွန်တော်တို့နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဘောနော်အဲ့တော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်တယ် နောက်ပြီးတော့အင်းဒီချင်းထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်အဲ့လိုอืมကျွန်တော်တို့ကတော့ဒီကိစ္စကိုဟလာဒီကြားဖြန့်နေနေအတူတက်ဖွဲ့နေနဲ့နိုင်ငံတော်စိုးရရဲ့ရဲ့စီမံခန့်ခွဲမှုကနေပြီးတော့မှကျွန်တော်တို့ဒီကြားဖြန့်နေနေအတူစစ်စစ် ွဲကြီးကျွန်တော်စပြီပေါ့နော်ကျွန်တော်စတင်ခေါ်နေပေါ့တော့อืมစစ်စင်ရေးနေနေကြားဖြတ်နေနေစပြီပေါ့အေးပေါ့ထားပါတော့အဲ့မှာမင်းငါငါပြောချင်တာလေမင်းကအဲ့မှာဂုံတိတ်ကာဘိုင်းနေဘာနေညာတွေပြောအောင်မင်းတို့မင်းတို့ကောင်တွေကလက်ရှိခြေနေတကူမှာဟိုဂုံတိတ်ကာဆိုတော့ရှိလို့လားကြားဖြတ်မရှိရင်မင်းတို့ဘာမှမလုပ်စားတတ်တော့တဲ့ကောင်တွေကလောင်းကစားစေးနေဟမ်ပြီးမှရင်ဖဲဖာအင်္ဂလုံအဲ့ဒီပတ်ဝန်းကျင်တွေမှာမင်းတို့အဲ့ဒီလောင်းကစားဝိုင်းနေတယ်ပဲဟိုကိုယ့်ရဲ့ ဟိုရက်တီချက်ကိုနေနေရတဲ့ကောင်တွေကကိုယ့်ရက်တီချက်နဲ့နေနေရတဲ့ကောင်တွေစောက်ကြီးစောက်ကြဲနဲ့ကိုယ့်လူမျိုးရဲ့ဂုံတိတ်ခါကိုယ့်အဖွဲ့အစည်းရဲ့ဂုံတိတ်ခါမင်းတို့ကတိတ်ခါရှိခဲ့မယ်ဆိုရင်ဒီလိုကောင်တွေကိုမင်းတို့တွေဒီထဲကိုခေါ်မသွင်းဘူးအခုတော့ကျွန်တော်တို့ကနေကိုမပေးတော့ပါဘူးဗျအမေရိကန်တကွက်ပဲပြလိုက်ရတယ်တို့ကစောက်ချိုးတွေပဲပြောပြောင်းသွားတို့ကမင်းအွန်လိုင်းထဲမှာ BGA ကကောင်တွေဒီကောင်တွေတကယ်ကောင်တွေလို့ဗဇက်နဲ့ဖိနေမားနေကြသလားတော့မသိဘူးဗျာသိရမလားဒီကောင်တွေပဲ DKB ရောအတူတူပဲအဲ့ဒီကောင်တွေတို့အဲ့အရာတွေနဲ့ပဲဒီကောင်တွေရက်တီနေတဲ့ကောင်တွေဒီကောင်တွေမှာကိုပိုင်လုပ်ငန်းရည်လို့ ကြီးကြီးမားမားဘာမှမရှိဘူးဒီကောင်တွေလောက်တာအဲ့ဒါပဲအဲ့ဒီဟာဘာလဲဆိုတော့နေရာပေးတယ်အဲ့ဒီဟိုကောင်တွေကနေပြီးတော့မှလားစင်ကြီးဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေကိုပေးတယ်အဲ့ဒါနဲ့ဒီကောင်တွေချမ်းသာနေတဲ့ကောင်တွေဒီကောင်တွေဒါနိုင်မောင်စော်တို့ချစ်သူတို့အဲ့တိုင်းပဲကြားဖြတ်မရှိဒီကောင်တွေရှင်ဆက်ရှင်တန်လို့မရဘူးခင်ဗျားတို့မယုံမဆောင်ကြည့်တေချာတို့ကတော့အဲ့ BG ရဲ့ဂျားထဲမှာလဲသူ့အနေနဲ့သူအဲ့လိုမျိုးခါဆောင်ခုံနေတဲ့ကောင်တွေအများကြီးပဲကျွန်တော်ကင်းပြင်းနေမှာနေခဲ့တာတိ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 တဲ့ဟာကြီးတိတယ်ချိုးဟာကြီးကျတော့ပြောလို့မကောင်းသေးလို့ဒါပေမဲ့ အချိန်တိုင်းပြောမယ် okay ဒီကာလတည်းမှာပဲအချိန်တိုင်းပြောပြမယ် okay ဆိုတော့အဲ့ဒီ BGF ကဂျမ်းဖြတ်နေကိုဒါနှိမ့်နေတော့ပဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲ့တချို့အဲ့ရွှေကုတ်ကုံမှာရှိနေတဲ့တရုတ်တရုတ်တွေပေါ့တရုတ်တထေးမဟုတ်တဲ့သူတွေအာကျွန်တော်တို့အာဒီတရုတ်ဂျမ်းဖြတ်ခေါင်းဆောင်မဟုတ်တော့သူတွေမဟုတ်တော့တရုတ်လူမျိုးတွေပေါ့အမှဘလို့ပြေးနေရလဲအဲ့ထဲမှာမြန်မာနိုင်ငံသားတွေပါပါတယ်ကြည်ကြည်ဘလောက်တော့မှဆိုးရွားနေလေရွှေကုတ်ကုံမှာမရနိုင် တော့မြောက်ရီမဲဆောင်မီဒီယာဂရုကတင်ထားတာဖြစ်ပါရဲ့အာအာအာကေကေပါဘလဘလတော့ဘွားတွေပြတ်နေကြတယ်ကြီးကေကေပတ်လို့ဖြစ်ပါဆိုလို့ကြိုပြေးတာကြိုပြေးတာ တချို့ကြားဖြတ်ခေါင်းဆောင်တွေနဲ့တရုတ်တထေးတွေကိုကြတော့ BGF ကနေပြီးတော့မှဆိုတော့သူကကားတွေနဲ့ညာရင်းချင်းခေါ်ရတော့ဗောအဲ့ကွတွေရှိရဲ့ဟောဆိုပေးတာကျွေးတာတော့ဟုတ်တယ်อืมแต่โอ้บลูဖြစ်နေလဲဆိုတော့ဒီဖာတန်းမီးတောင်တို့ဖြစ်နေတာဗောဟိုရွှေကုတ်ကိုကြီးဖာတန်းမီးတောင်တို့ဖြစ်နေတာဗောဘာလို့ဆိုတော့ဟိုတိတ်တိတ်ပတ်လို့ဖြစ်ရင်လွယ်မှာမဟုတ်ဘူး အခုဆိုရင်ဒီကောင်တွေဟာတိမ့်စရာရှိတာတွေတိမ့်နေကြပြီဖြုတ်စရာရှိတာတွေဖြုတ်နေကြပြီဆိုပြီးတော့မှကျွန်တော်တို့သတင်းတွေမှာတက်တက်လာလာမိသားစုတွေတွေ့ကြမှာပါမပူပါနဲ့အချိန်တန်လိုက်အဲ့ဒီဥစ္စာနောက်တနေရာမှာထက်ရှိလာအောင်ပါပါ KNB နဲ့နောက်တနေရာမှာထက်ရှိလာအောင်ပါပါ။ဒါကြောင့်ဆိုတော့ကျွန်တော်ပြောပြီးသားဒီကောင်တွေကြားဖြတ်မရှိရင်အလုံးမလုံးတတ်တော့ဘူးဒီကောင်တွေမစားတတ်တော့ဘူးဒီကောင်တွေကလက်နဲ့အရောင်းဝယ်နေလေဒီကောင်တွေပတ်စံရှိလာတဲ့ကောင်တွေနောက်တစ်ခုကပါဆိုတော့အဲ့ကြားဖြတ်ရောက်လာတဲ့အချိန်မှာဒီကောင်တွေပတ်စံပိုရှိလာတယ်ဒါလေးကိုလည်းသိစေချင်တဲ့ကြောင့်မလို့ဒီ profile လေးကိုမိသားစုတွေက reaction domain မှာတင်ဆက်ပေးရတာပေါ့ okay ဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီဒါနဲ့ DP2 file ကတော့ဒါကျွန်တော်တို့ရဲဘော်ကီကီပေါ့နော်သူကဒီကျွန်တော်တို့ဒီဒီအာ force for federal democracy ပေါ့နော် FFD အဖွဲ့ရဲ့စည်ရေးဌာနမှူးကီကီပေါ့နော်သူကမြန်မာနိုင်ငံမှာတဲ့ထမင်းမငတ်ဘူးတဲ့ဟင်းမငတ်တာတဲ့ဒီအကြောင်းအရာလေးစက္ကန့်ပိုင်းလေးပဲရှိပါတယ်နားထောင်ကြည့်အောင်ဒီ video file တော့မိုးဟိတို့ဘာလို့တိတ်ပြီးတော့မှကြည့်မရလောက်ဘူးတဲ့ကြည့်ကြည့်ပါဦးတကယ်တော့ သူတို့ရှုပ်ပြောကြလဲမာနိုင်ငံနေဟိုထမင်းမငှက်ပါဘူးဟုတ်တယ်ထမင်းတော့မငှက်ပါဘူးဒါပေမဲ့ကျွန်တော်မြင်တာဟင်းငှက်တယ်ဟုတ်တယ်ဟင်းကျွန်တော်ဒီမှာစားရတာအတုံးဟိုလက်သီးသောက်လောက်တတုံးဆိုရင်မိသားစုတွေကကျွန်တော်ထင်တယ်တပတ်လောက်စားရမယ်ထင်တယ်အဲ့လိုမျိုးခွဲစားဟင်းငှက်တယ်လीဟင်းငှက်တော့ဘာငှက်တော့အဟာရငှက်တယ်အဟာရငှက်တော့အုံနောက်ကမခွန်ပြိုးတော့မခွန်ပြိုးတော့အတွေးခေါ်တွေကခြာတူးလန်လာအောင်အဲ့တော့ကျွန်တော်ကအကျိုးဆက်ကအများကြီးအဲ့တော့ထမင်းငှက်လာဆိုထမင်းကတော့မငှက်ပါဘူးထမင်းငှက်သေးတဲ့လူလည်းညီမနိုင်ငံမှာမရှိဘူးဒါပေမဲ့ဟင်းငှက်လို့အုံနောက် တည်ရလူတွေအများကြီးပဲအဲ့တော့ကျွန်တော်တို့ကအကျိုးသက်တွေကအများကြီးရှိတယ်အဲ့ဟာကိုလည်းတွေးမှရမယ်အဓိကကတော့ကိုထမင်းကိုစားရတယ်တို့ကိုထမင်းကိုတော့စားရမှန်းနေဒါပေမဲ့ကိုလုတ်တက်လောက်လည်းကိုပြန်မစားရဘူးကျွန်တော်တို့ကဒီကကျွန်တော်တို့လုတ်တက်လောက်ကျွန်တော်မစားနေရဘူးဒါပေမဲ့အဲ့ဟာကြီးကလည်းကျွန်တော်ရားတဲ့နဲ့အခွင့်အရေးလို့မထိခဲ့ဘူးဘာလို့ဆိုတခါမှမရခဲ့ဘူးကြတော့ပုံမှန်လူကြီးပဲသူတို့စိတ်တယ်ထင်ကြတာอืมဆိုတော့ဟိုဒီဗီဒီယိုဖိုင်ကပြောမယ်ဆိုရင်မြန်မာပြည်မှာငတ်နေရတာလေးဟိုကရတာရှိပါတယ်ဆိုတော့ဟိုခွေးမျိုး မိုးဟွေးဆိုတဲ့ကောင်မြင်တော့ကိုယ့်ကိုယ်ရှက်ပြီးတော့မှတက်တည်တဲ့နဲ့ဗီဒီယိုဖိုင်မျိုးပေါ့နော်သိလားမလား channel လမ်းတွေအထူးကြောက်ပြောတာဓမင်းမကဘူးဟင်းငတ်တယ်ဓမင်းမကတဲ့တကြောင်မို့လို့ခန္ဓာကိုယ်တွေကတော့အနေနဲ့သူလိုအပ်တဲ့ calorie debt တွေရပြီမဲ့လည်းဟင်းငတ်တဲ့ခံပေါ်ကြတော့အုံနောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေမရှိဘူးအဲ့တော့ဒီလိုကြက်မပြေချာတူးလန်နေဖြစ်နေတဲ့ခံပေါ်ကြတော့ဆက်တဲ့ကောင်အုတ်ချုပ်နေတဲ့အုတ်ချုပ်လိုရသွားတာပေါ့ဆိုတော့အတွေးခေါ်မတွေးခေါ်တတ်တော့ဘူးရှေ့ကိုကြိုးမတွေးတတ်တော့ဘူးဆိုတော့ဒီလိုမျိုးတွေနဲ့ပဲတိုင်းပြည်ကိုအုတ်ချုပ်လာတဲ့စစ်တပ်လေးဟုတ်လားမဟုတ်ဘူးလားဒါကိုလည်းမိသားစုတွေသိကြပါပါဒါကဒါပြည်သူရဲပေါ့ เนาะအပြည့်သူရဲပေါ့နောက်တစ်ယောက်ရှိသေးတယ်ပြည်သူစစ်သားသူကတော့ကျွန်တော်ကတော့သူ့ကိုပြည်သူစစ်သားလို့ပဲခေါ်တယ်ဘာလို့လဲဆိုတော့သူကစစ်တပ်ကနေပြီးတော့မှအလင်းဝင်လာပြီးတော့မှ PDF အဖြစ်နဲ့စကားစကားကိုပြန်တိုက်နေတယ်ရဲပေါ်မို့လို့သူပြောတာနေနားထောင်ကြည့်အောင်ဟောလေဒီဗီဒီယိုတရင်ကနေပြီးတော့ကျွန်တော်စီရင်ဝင်ထားပါကျွန်တော်ကဘာကတော့တောင်းတုံးကို၈တုံးညနေငါစစ်သားဒီကနေ့ကျွန်တော် အာဆီယံမှာတွေ့နေရင်းနဲ့ကျွန်တော်ဒီဘက်ကိုအဲပြည်သူဘက်ပြည်သူဘက်တော်သားဖြစ်ကျွန်တော်စီရင်ဖြစ် ။ညလာကြီး။ညောက်လာတာပေါ့။အခုကျွန်တော်တို့တိုက်နေပါလေ။အာနာရှင်ကိုကျွန်တော်တို့အနစ်ပြတ်ချိန်မုန်းနေပါလေ။ကျွန်တော်စီလီယန်တယောက်ပါ။ဟုတ်ပြီဟုတ်ပြီ။အဲ့ဒါမျိုးအဓိကလိုချင်တာတချို့ကကြတော့မေးတာလေ။နော်။ဝါရစီလီယန်တွေဝင်ပြီးတော့လက်ကားနေကြလားလဲမေးနေတာ။အဲ့ဒါဝင်။လက်ကားမနေပါဘူး။ပြီးသူသမီးတို့ကျွန်တော်လက်ကားမစားပါဘူး။အင်း။ဒီလူတို့အချိုးတိအောင်ကျွန်တော်တို့တိုက်နေပါတယ်ကျွန်တော်တို့တက်တွေပေးနေပါတယ်။နောက်လာမဲ့နာကတ်မျိုးဆက်တဲ့လူငယ်လေးတွေဖောက်ဖောက်တန်းတန်းနဲ့ စာတင်နိုင်အောင်လုပ်ဒီကောင်းကောင်းလုပ်နိုင်အောင်တို့ကျွန်တော်တို့စီရင်နေရဲပါဝင်ပြီးတော့တိုက်နေပါတယ်တို့ပြည်သူတံတော်ရားနေ PDF တွေနဲ့ကျွန်တော်တို့အတူတူတိုက်နေပါတယ်ဗျ CDR မှာဗျပိုက်တယ်နော်သဘောကျတယ်သဘောကျတယ်အဲ့လိုပြည်သူပြည်သူစစ်သားပြည်သူစစ်သားဆိုတာဒါပဲနော်စစ်တပ်တက်လည်းလှုပ်လှုပ်ပေးခဲ့မှုတဲ့အခုဒါပြောမယ်ဆိုရင်စစ်တပ်တွေလှုပ်လှုပ်ချိန်တဲ့အချိန်မှာဒီကောင်စစ်သားမပီတာကြောင့်သူတိပြီးနောက်ပိုင်းမှာ ပြည်သူဘက်ကိုရက်တည်ပြီးတော့မှပြည်သူတက်လုတ်တဲ့အချိန်မှာပြည်သူစစ်သားဘာဆိုရဲဆိုတော့သူတိပြီးနောက်ပိုင်းမှာသူ့ရဲ့ပြောင်းလဲလာမှုကြီးကြီးချိန်ချက်လေးရအချီကြည်လင်မှုတောက်ဖမှုသူ့ရဲ့အပြောဆိုမှာရင့်ကျက်မှုတည်ငြိမ်မှုတွေရတွေ့ရမလားစစ်ခွေးတက်ကောင်တွေကွာကူကွာတယ်ညာသားကြီးဘလောက်ချစ်ဖို့ကောင်းလဲဆိုတော့ကြည်ပြည်သူစစ်သား that is ပြည်သူစစ်သား okay ဆိုတော့နောက်တစ်ပြည်ဖိုင်လေးတစ်ခုကတော့ညီမလေးခင်နေဝေပေါ့နော်ခင်နေဝေဆိုတော့အမြဲတမ်းလိုလိုမှလည်းသူဖတ်ပြတဲ့စာတွေတိုင်းကလေတော်တော်လေးနဲ့ထိတယ်အခုဒီတစ်ခေါက်လည်းသူဖတ်ပြတဲ့ဥစ္စာလေးကြီးကြီး ူတူနဲ့ထိရောက်မဲ့စာသားလေးကိုဖတ်ပြပါမယ်။ဟုတ်ကဲ့ပါ။ပီတာကို အပြိုစစ်မစစ်မိဘုံငယ်ခုံချခိုင်းတဲ့ယာမကိုတော့မင်းသားတဲ့။တီတာမျက်နာညှို့သွားတာမြင်လို့လေးကိုစက်မတင်မဲချပေးလိုက်တဲ့တတကြလူချမ်းငါတို့ဖြစ်ကလည်းယာမစက်တော်တွေကလူဖြစ်နေပြီ။ဤသူတွေကို အမျိုးမျိုးလင်ဒုက္ခပြီးနေအာနာယူကိုကြာသူတို့ဘောမအတိုင်းဝိုင်းကဖျားတကားကြီးတဲ့ဤသူတွေအတွက်ရရလက်နဲ့ဆွဲကင်ပြီးအာနာယူကိုတော်လန်နေတဲ့လူငယ်တွေကိုသူတို့ဘောမသလိုမမတဲ့ဤသူတွေကြာတပုံးနဲ့ဟုတ်ကဲ့အဲ့ဒီအတွက်ဆိုကျုပ်တို့ပြည်သူတွေက တပုံဆက်ဖြစ်နေမယ်အညာတပုံအင်းဘယ်တော့ပါပဲဘောကြရတဘောကြရအညာတပုံနော်တဘောကြရအဲ့အညာတပုံပြောရအဲ့မှာဒီဒီညီမလေးပြောတဲ့ဥစ္စာလေးဆိုအတူတူလေးနဲ့ထိတယ်ဒါအားသဘောကြရဒါညီမလေးခင်နေဝေးစိတ်ချမ်းသာကိုကြမှာရှိပါသေးဗျာတဘောတွေတဘောကြလိုက်တာနော်ငါတို့မိသားသမီးတွေဖတ်ပြတဲ့စာဝါဆိုသူတို့အဓိပ္ပာယ်ရှိတဲ့စာတွေပဲဖတ်ပြတာအာโอเคဆိုတော့နောက်ထပ် verify တစ်ခုကတော့ ော်မာဝီကော်မာဝီရဲ့ဒေါ်လာရေးခံယူချက်ဒေါ်လာရေးရက်တီချက်ဒါလေးကိုမိသားစုတွေသိသိကျကျကြောင့်မလို့ဒီ profile လေးကြည့်ကြည့်ပါဗျကော်မာဝီဖြစ်ပါတယ်အောင်ပွဲဆိုတာဘယ်ဟာကိုပြောတာလဲစစ်တပ်ကိုအောင်စစ်စစ်နိုင်သွားရင်အောင်ပွဲလား no မဟုတ်နော်ကျွန်တော်အလုံးစုံ လူထုကိုတကယ်ကို freedom democracy service ကိုကောင်းကောင်းပေးနိုင်တဲ့အချိန်ကြောင့်မှအောင်ပွဲဖြစ်တယ်ပြီးအလုံးစုံအောင်အလုံးစုံအောင်နိုင်ရေးစစ်ပဲနိုင်လို့မရအောင် စစ်ပဲနိုင်ပြီးတော့ကျွန်တော်တို့ကြောင်းနေမရှိလိုက်လာကားပဲလေကျွန်တော်တို့ဈေးရုံဈေးခန်းမှာဈေးထိုးဖို့ရဈေးတစ်ချောင်းပဲနက်စလင်လေးတစ်ခုမှမရှိရင်ကျွန်တော်တို့ကဒီတော်လိုင်းရဲ့ပါလာလကားပဲပေါ့ဆိုတော့အလုံးစုံအောင်နိုင်ရေးဖြစ်မှရမယ်ပြီးရင်ကျွန်တော်တို့လိုမျိုးဟိုလက်နက်ကင်တဲ့အုပ်စုတွေဆိုရင်တော့ Defense and Security Service ကိုလူထုကိုကြာကြာနာနာပေးတဲ့တနေ့မှကျွန်တော်ကအောင်ပွဲဖြစ်အင်းဘာဖြစ်ဆိုရှေ့မှာအများကြီးရှိတယ်ဗျာ RF နေဦးဟာတွေကြီးလိုက်အာတော်လန်ပြီးတော့မှပြန်ပြီးတော့မှတော်လန်တဲ့အုပ်စုတွေကပဲပြန်အာနာရှင်ပြန်ဖြစ်သွားတယ်ဆိုရင် အောင်ပွဲရောက်ခန်းနေမှာပြန်ပြီးတော့မှဆုံရှုံမှုကြီးကိုပြန်လှည့်သွားတာမျိုးတွေအများကြီးရှိတယ်။ဆိုတော့ဒီလိုခြေနေတွေတော့ကျွန်တော်တို့စက်ကြုံရလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကတော့ဉာဏ်ပညာကြီးကြီးနဲ့เนาะကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းတွေကကျွန်တော်တို့ဘာမှမဖြစ်ခင်ကတည်းကချမှတ်ထားတဲ့ညီမှန်းချက်တွေအတိုင်းကိုဖြစ်သွားဖို့လို့တချို့ကအစကချထားတဲ့ညီမှန်းချက်တွေမျိုးအခုလိုမျိုးပစ္စည်းလေးရှိလာတယ်เนาะကျွန်တော်တို့နည်းနည်းလေးလုံနိုင်ခြင်လာတဲ့ချိန်လမ်းကြောင်းနဲ့တွေ့ဝဲတွေ့တွေ့ဖဲတာတွေရှိတယ်ဆိုတော့အဲ့ဒီခြေနေတွေကိုမဖြစ်အောင်ကျွန်တော်တို့ထိန်းချောင်းရအောင် mm ဆိုတော့ဒါကောမာဝေခံယူထားတဲ့တော်လိုက်ပန်းနိုင်ပေါ့နော်သူတို့ဘလောက်ဒီရက်ဒီချက်ခိုင်ပါလဲဆိုတော့အလုံးလည်းသိကြပါပါဆိုတော့ဒီလိုခေါင်းဆောင်မျိုးတွေတိုင်းရင်းသားတွေမှာတိုင်းရင်းသားလက်လက်ကင်တွေထဲမှာရှိနေတာပေါ့နော်ဒီလိုကိုမျက်နှာမှုတွေတော်လိုက်ဘက်ကိုမျက်နှာမှုတွေတိုင်းရင်းသားလက်လက်ကင်တွေထဲမှာဒီလိုခေါင်းဆောင်မျိုးရှိနေတာကျွန်တော်အင်မတန်မှဂုဏ်ယူပါတယ်ဆိုတော့တော်လိုက်ပြီးသွားရင်အဲကျွန်တော်တို့တိစောက်ရေးလောက်ရမယ်အဲ့တော့တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင် ဒီလူငယ်တွေကလည်းဥဆောင်ပြီးလုပ်ပေးမှဖြစ်တယ်ကျွန်တော်တို့လူငယ်တွေကဥဆောင်ပြီးလုပ်ပေးမှဖြစ်တယ်ဆိုတော့ဒီလူငယ်တွေကိုအများကြီးဝန်းရံပေးဖို့လိုပါတယ်လို့ပြောချင်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေ Plata Reblog YouTube Channel ဖြစ်ပါတယ်ကြီးစုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အလုံးစုံပြီးဝနိုင်ကြပါလိမ့်ဗျာ